လက္ခဏာနဲ့ပတ်သက်ပြီးလေ့လာမိတဲ့ချက်လေးပြောပြချင်ပါလိမ့်။မိတ်ဆွေအနေနဲ့ချမ်းသာနိုင်မလား။ဒီလိုမျိုးကတော်တော်များလာမိကြတာပါဗျာ။ချမ်းသာခြင်းမချမ်းသာခြင်းဆိုတာမိတ်ဆွေရဲ့လက္ခဏာမှာပါတယ်ဗျာ။အခုဆိုရင်တေချာပေါက်ကြော်ဝချမ်းသာနိုင်မယ်လက္ခဏာနှစ်ခုသင်္ကေတနှစ်ခုကြောင့်ပြောချင်ပါလေဒီလက္ခဏာကိုကြည့်ပါဒီလက္ခဏာမှာဖော်ပြထားတာကထီယိုထိတ်တဲ့တဲ့မှာ ကျွန်တော်တို့စိန်ပွင့်ကြီးပုံစံနဲ့ဖြစ်နေတယ်။ပြောမယ်ဆိုတော့ဗျာထီးယူကိုတရဖူစောင်းနေတယ်ဆိုတဲ့လက္ခဏာပါ။ဒီလိုမျိုးပိုင်သေးတာပေါက်တကြီးပန်းရောက်လေပိုပြီးကြောကချမ်းသာလိမ့်မှာ။ဒီလိုမျိုးလက်ပိုင်ရှင်တွေဟာအเจ้าမြတ်ယတနာလုပ်ငန်းနဲ့ပိုပြီးကြိုးပေးပါတယ်။နောက်တစ်ခုကတော့ကျွန်တော်တို့လက်သကြွယ်အောက်မှာခုလိုမျိုးရန်လာပတဲ့ငါးရုပ်ပါပါလိမ့်။ လက်သက်ကျအောင်အောင်မြင်လမ်းဘေးနားမှာကိုတိကျကြီးငါရုပ်ပုံတန်ကြီးကိုပါနေပါတယ်။ဒါတော့ဘာကိုပြောလဲဆိုရင်တော့ဒါကလည်းကျော်ဝချမ်းသာမှုသင်္ကေတတစ်ချက်ပဲဖြစ်ပါတယ်။ဒီလိုမျိုးလက္ခဏာတွေကျွန်တော်မှာတော့ပါတယ်။ဘာလို့ကျွန်တော်ခုထိမချမ်းသာတာလဲ။အဲ့ဒီလိုမျိုးမေးလို့ရပါတယ်။လူတစ်ယောက်ရဲ့လက္ခဏာကောင်းနေပြီမဲ့သိကြပါတယ်။အောက်ခြေစင်းရသားဘွားရောက်နေတဲ့လူတွေလည်းရှိသလို လက္ခဏာပုံစံတူတော်ညာလဲအထက်မှာတိမ်ပေါင်းကိုမရင်မတွက်နိုင်အောင်တန်းတဲ့ချီချမ်းသာတဲ့လူတွေလည်းရှိပါတယ်မိတ်ဆွေရဲ့လက်ရောင်သွေးလဝါပြင်းရဲ့ပုံသဏ္ဍာန်လဝါပြင်းတည်ဆောက်မှုအနေထားဒါတွေကလည်းအများကြီးစကားပြောသွားတယ်ဗျပြောမယ်ဆိုလဝါပြင်းရဲ့အပြော့အမှာအရောင်သွေးကအစဒါတွေကိုလိုက်ကျွတ်ကြည့်ရပါတယ်ဒါပေမဲ့အခုလိုမျိုးကောင်းတဲ့လက္ခဏာတွေပါတဲ့သူဟာအကျိုးပေးတော့ထိုင်တဲ့လောက်ရပါတယ် သူ့ကံနဲ့သူပေါ့ဗျာတကယ်လို့ကိုကဈေးသက်တယောက်ဆိုပါဆိုဗျာအဲ့ဒီလိုလက်မျိုးပိုင်တော့လမ်းမေးဈေးသက်တယောက်ကနေဈေးဆိုင်ပါရှင်တယောက်ဖြစ်နိုင်တာပေါ့တကယ်လို့ကိုဟာအဲ့ဒီလိုမှမဟုတ်ဘဲနဲ့ကားပွဲသားကားဝယ်အောင်ဆိုပါဆိုဗျာဒီလိုမျိုးကောင်းတဲ့လက္ခဏာပိုင်တော့တေကြပေါ့ကားရှိုးပါရှင်ကြီးဖြစ်နိုင်တာပေါ့ဒါကတော့ကိုယ့်ရဲ့ဘဝအကြောင်းကံနဲ့တိုက်ရိုက်သက်ဆိုင်တယ်လို့ပြောချင်ပါလိမ့်နောက်ထပ်လက္ခဏာလမ်းတစ်ခုပြောချင်တယ်ဗျနောက်တစ်ခုကလက္ခဏာဟောတဲ့နေရာမှာ လဝါလေတက်တဲ့ခွက်နေလားပြေဖြိုးနေလားဆိုတာကြည့်ရပါမယ်။အဲဒါကြည့်ရတဲ့အထက်မှာပါပါတယ်။လဝါလေကလည်းခွက်မနေပဲတခြားသောဂျိုကုံတွေမိုးမောက်အကောင်နေကံလန်းချောင်းကစနေထီယိုဟာလည်းအောက်ခြေကနေတက်လာပြီးစနေဂျိုကုံပေါ်မှာခင်းကွားတွေနဲ့အဆုံးသတ်ထားရင်တော့အမှန်တကယ်ချမ်းသာကြွယ်ဝပြီးနာမည်ကောင်းတစ်လုံးနဲ့လူသိများထင်ရှားသူဖြစ်တတ်ပါတယ်။စနေတီယိုဟာအခုလိုညံလန်းတဲ့နှလုံးလမ်းကြောင်းကိုဖြတ်ဖောက်ထွက်သွားပြီး စနေကြုံကလည်းမဖြစ်စေရဲမဖြစ်စေအဆုံးသက်ထားတာကိုပထမတန်းစားစနေထီယိုလက်လို့ပြောလို့ရတယ်ဗျ။ငယ်စဉ်ကနေတတိယရွယ်ထိကောင်းတဲ့ကံတွေကိုပဲရရှိစေပါနဲ့။မိမိရဲ့အိမ်တော်ဘက်မိသားစုပေါ်မှာလည်းဩဇာညောင်းတဲ့ပုံကိုပါ။မိသားစုရင်းနဲ့ပတ်သက်ကိုလို့ချင်တာကိုလည်းတခြားလူတွေနဲ့တာမင်ဆွေးနွေးစရာတင်ပြတောင်းဆိုစရာဘာမှမလိုဘဲနဲ့လုပ်ပိုင်ခွင့်ရှိပါလိမ့်။နောက်ပြီးတော့အောင်မြင်လက်ကြောင့်က ကောင်းနေရပါမယ်။အောင်မြင်တဲ့ကြောင်းရဲ့အဆုံးသတ်မှာခင်းကွာပုံစံနဲ့ဆုံးသတ်ထားရင်တော့ပြောစရာမလိုအောင်ကောင်းလွန်ပါလေ။ဒါကြောင့်ဒီလိုမျိုးလက္ခဏာရှင်မျိုးကိုကမ္ဘာကျလက္ခဏာဆရာကြီးကာရုံကဘလို့တင်စားထားလဲဆိုတော့ငွေစုံကြိုက်မွေးလာတဲ့သူလို့တင်စားပြီးခေါ်ဝေါ်လေးရှိပါလေ။နောက်ထပ်လက္ခဏာလမ်းတစ်ခုပြောခြင်းနဲ့ဗျ။ထူးခြားတဲ့ကံလမ်းတစ်ခုကြောင့်ပြောခြင်းနဲ့ဒီပုံကိုကြည့်ပါဗျ။ဒီပုံမှာပြထားပါလေ။လက္ခဏာရှင်ရဲ့ကံလမ်းကြောင်းဟာ အစပြုမှုမှာနှစ်ခုဖြစ်နေတာမျိုးပါနေပါတယ်ဒီလိုပါနေတော့ဒီလိုလူတွေဟာသူတို့မှာဘဝအတိတ်များစွာကကံထောက်ကိုယ်တွေရှိတယ်ဆိုတာပြပါလေကံလန်းဟာအတ္တလန်းနာကနေအစပြုမှုရှိနေဒါကိုဘာကိုပြလဲဆိုတော့မိသားစုရဲ့အထောက်ကူနဲ့အနေငယ်အဆင်ပြေမှုပြတယ်မိသားစုမိဘကထောက်ပံ့ပေးနေရတတ်တယ်ဒီလိုရနေတတ်တယ်လို့ပြတယ်နောက်ပြီးတော့ခက်ခဲလေရှိလို့ငယ်စင်မှာကလေးကမိမိအနေနဲ့ မိဘရဲ့အထောက်ပံ့နဲ့သာအပြုခဲ့တယ်လို့ပြောလို့ရပါတယ်ဒုတိယကံလန်းခွဲကတနင်္လာရုံကနေဦးတည်လာတယ်ဒါလည်းကံထောက်ပံ့ကကောင်းနေပြန်ပါတယ်ကိုညီမဲ့သူထောက်ကူပေးမဲ့သူတွေရှိပါတယ်ဒါတွေကလည်းအဆင်ပြေပါတတ်တယ်ပံ့ပိုးမှုတွေများတတ်ပါတယ်ဒါပေမဲ့ကိုယ့်ရဲ့ရည်ချက်ကတော့မတည်ငြိမ်ပဲအားနည်းမှုရှိတယ်ဆိုတာပြပါတယ်အထောက်ပံ့နေကိုကြီးတွေသူတို့ပါစီကအရန်မြူတင်ပါဘူးကြာလာတာနဲ့အမြောက်ကိုအတွက်အခွင့်လန်းနေပါစေပြီး ကိုဟာတပါသူပေါ်မှာပဲအာကိုရင်းနဲ့ရှင်သန်သွားတတ်ပါလေဒီလိုတွဲဆက်ပါသူတွေဟာရဝေးရက်နီးနောက်ခုလုံးကနေအထောက်ပံ့ရရှိတတ်ပါလေဥပမာအခုပြည်တွင်းမှာရှိတဲ့ကွန်ပျူတာစုကထောက်ပံ့တယ်လို့ပြည်ပမှာရှိတဲ့ကိုယ့်ရဲ့အကိုတွေမောင်းတွေညီတွေရနေပြီးထောက်ပံ့တာမျိုးတွေလည်းရတတ်ပါလေအဲ့ဒီလိုမျိုးထောက်ပံ့နှစ်ခုပေါ့ဗျာဒီလိုမျိုးလက်ပါတဲ့သူတွေဟာတေချာပေါက်လောက်တစ်ခုကိုဆွဆွမြဲမြဲလှုပ်တင်တယ်လို့ပြောချင်ပါလေနောက်ထပ်လက္ခဏာပြောချင်ပါလေ မိတ်ဆွေရဲ့ကံလန်းကြောင်းဗမာအဆုံးသတ်နေတယ်။မိတ်ဆွေရဲ့ကံလန်းကြောင်းဟာအခုလိုမျိုးကြီးကျွန်တော်တို့လဝပြအောင်ချီကနေတောက်လျှောက်ကြီးထိုးတက်လာပြီးမှငံလန်းမှာအဆုံးသတ်နေမယ်ပြိနေတယ်ဆိုရင်လက္ခဏာရှင်ဟာစိတ်ကူးကြံစီဆောင်ရွက်ချင်တာတွေကမှောင်ရင်ရွေတော်လကောင်းဒါမှမဟုတ်လက္ခဏာရှင်ရဲ့ဒီညံဖြစ်မှုတော်လကြောင်းလကောင်းမိမိရဲ့ကံခွင့်လန်းအလောက်ကံခွင့်လန်းနေပျက်စီးဆုံးရှုံးတဲ့ရပါတယ် အများဖြစ်ပဲချိန်မှန်လဲဆိုတော့အသက်ပိုင်းခြားရ35-36နှစ်ဝန်းကျင်မှာဖြစ်စည်းဆုံးရှုံးတယ်ပါလေစေကူမာအတွေးမှာဆုံးဖြတ်ချက်မှားတာတွေကြောင့်လုံသိမ့်ဖြစ်တဲ့အောင်မလုပ်ကံပဲမလုံသိမ့်မဖြစ်တဲ့ကိစ္စတွေရွေးချယ်မိရင်ပတ်ဝန်းကျင်ချိန်နေပေးတာမလုပ်ကံပဲမိမိထင်ရမြင်ရကိုဆွတ်လုပ်ခြင်းဒါကြောင့်မှားရတယ်ပါလေအင်တော်ရေးစီးပွားရေးလူမှုရေးဆိုင်ရာငွေကြေးဆိုင်ရာတောကတွေတွေ့ရတယ်ပါလေကွဲကွာတာတွေဖြစ်တယ်ပါလေဒါကြောင့်ကံလန်းဟာအထူးသတိထားပါလေကံလန်းဟာ မိမိအနေနဲ့ကံကပေးတဲ့အခွင့်အရေးကိုမယူဘဲနဲ့တခြားဘက်ကိုလွှဲမှားသွားရင်ဒီလိုမျိုးမကောင်းတဲ့ပြဿနာတွေဖြစ်တတ်တယ်လို့ပြောချင်ပါတယ်။နောက်ထပ်လက္ခဏာလမ်းတစ်ခုပြောချင်တယ်ဗျ။နှလုံးလမ်းနဲ့ပတ်သက်ပြီးပြောချင်ပါတယ်။မိတ်ဆွေရဲ့နှလုံးလမ်းကြောင်းဟာဒီပုံကိုကြည့်ပါ။တနင်္လာကြိုကုန်စီဥတီနေပြီးလမ်းမွာများရှိနေရင်ဒီလိုရပါရှင်ဟာကိုဖြစ်ချင်တာနဲ့ရှည်နှန်းနေပြီတကူကောင်း70%တပါတယ်။ နှလုံးလမ်းကြောင်းဟာဖြောင်းတန်းနေပြီးအဲ့ဒီလိုမျိုးမဖြောင်းတန်းမဲနဲ့အောက်မှာအမွှားမွှားတွေကျနေမကောင်းပါဘူးတကူကောင်းဆန်တဲ့သူပါလှုပ်ချင်လည်းဘသူမျက်နှာပေါ်မှာမငဲကွက်ဘူးဒေါသကြီးတယ်အမေရဲ့နိုင်ခြင်းစိတ်တန်းကြီးခံခွန်းလို့စိတ်အနစ်နာခံစိတ်မရှိတတ်ပါဘူးသစ္စာပြတ်တဲ့သူတွေအစွဲအမြောင်ထားခြင်းစိတ်ရှိသူတွေပါငစိမ့်မြင်ငကင်ပြတ်တဲ့ပြီးတော့ကိုမွေးတယ်မီကိုပြန်လောင်တတ်ပါလေနှလုံးလမ်းကြောင်းဟာလမ်းအမော်တွေများပြားရှိသူတော့ အများအပြားအချစ်ရေးမှာတယောက်ကိုတယောက်ဘယ်တော့ဆိုဘယ်တော့ဆိုတဲ့လူ လုံးဝမဟုတ်ပါဘူးဖောက်ပြန်တက်တဲ့နေထားလို့ပြောခြင်းပါလေနောက်ထပ်လက္ခဏာလမ်းတစ်ခုပြောခြင်းနဲ့ဗျာဒါကတော့အချစ်ရေးအနှုံရေးမှာလုံးဝလုံးဝအဆင်မပြေနိုင်တဲ့လက္ခဏာအမှတ်အသားဆိုတစ်ခုဖြစ်ပါလေဒါပေမဲ့ဒီလိုအမှတ်အသားဆိုပါတယ်ဆိုပေမဲ့မိတ်ဆွေအနေနဲ့ကိုယ့်ရဲ့စင်ကြုံတရားနဲ့အနှုံရေးမှာတိဆောက်နိုင်ရင်တော့ ဒီအမှတ်သားစုကတက်တာတယ်လို့တော့ပြောပြစီလူတိုင်းဟာဘောင်းဆိုအစဉ်ပြေရှင်ကြပါတယ်ဒါပေမဲ့လူလိုလက်မလိုက်နိုင်ဆိုတဲ့စကားလိုပဲကံကြောင်းတရားကလည်းမလိုက်နိုင်ပါဘူးအခုဒီပုံကိုကြည့်ပါနှလုံးနှာကြောင်းကဆင်းလာတဲ့လမ်းခွက်တစ်ခုဟာအင်္ဂါဂျုံကလက်မနဘေးကိုထိုးဆင်းသွားပါတယ်ဒါလို့ဆိုရင်လက္ခဏာရှင်ဟာအချီးအင်းတော်ကြီးမှာအခက်အခဲပြဿနာတွေကြုံပါမယ်မကြာခဏရံပြစ်စကားများမယ်အမြဲတမ်းစိတ်သောကရောက်နေမယ်ဒီလိုမှသားတွေလဝါးပြီးမှထွက်လာရင်တော့အချီးအင်းတော်ကြီးမှာတတိထားဆုံးဖြတ်ဖို့လိုအပ်ပါတယ် ဒါမှမဟုတ်ရင်ခက်ခဲပြဿနာဆိတ်ဆင်းရဲမှုတွေကြုံတွေ့ရမှာဖြစ်ပါတယ်။တခြားအမှန်သားတွေလည်းချင်းအင်းတော်ရေးကိုအဆင်မပြေတာတွေများစွာရှိပါတယ်။ဥမာအပြင်လက်ဖွဲ့ဆောင်ကကျွန်တော်တို့အင်းတော်ရေးလမ်းတွေဟာအောက်ကိုထိုးဆိုင်ကြစေအင်းတော်ရေးလမ်းကြောင်းပြက်ချင်းအင်းတော်ရေးလမ်းကြောင်းမှာမှဲ့တွေနောက်ပြီးတော့အင်းတော်ရေးလမ်းကြောင်းမှာကျုံးရည်တန်းပါခြင်းဒါဆိုရင်မကောင်းပါဘူး။အဲ့ဒီလိုပဲနှလုံးလမ်းကြောင်းကလည်းဂွေးစက်တန်းနေနှလုံးလမ်းကြောင်းအပြည့်နေများတာလေနှလုံးလမ်းကြောင်းမှာကျိုးခံနေတာရင်လည်းအင်တော်ကြီးနဲ့ဒါရိုက်သက်ဆိုင်ပါတယ် ကဲမိတ်ဆွေတို့အနေနဲ့လက္ခဏာနဲ့ပတ်သက်ပြီးလေ့လာမိတဲ့ချက်ပြောပြတာပါနားဆင်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ဗျာ